မင်္ဂလာပါရှင်စတေမာလာ29ရက်တနင်္လာနေ့ရေရှယ်ကုန်းရေကုန်းထွေတင်းဆောင်လေးကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပြီးမှာကတော့62နှစ်မြောက်မြန်မာနိုင်ငံရေတပ်ဖွဲ့ဤကိုကျူးစွကုန်ပြူတော်အဖြစ်ပြည်သူအကျိုးပြုလုပ်ငန်းများဆောင်ရွက်တဲ့တင် 62နှစ်မြောက်မြန်မာနိုင်ငံရေးတပ်ဖွဲ့တွေကိုကျူးကျူးကွန်ပျူတာအဖြစ်ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာလုံခရိုင်ရွှေပြည်သားမြို့နယ်အမှတ်၁တတော်လွန်ကျုံရေးရဲတပ်ဖွဲ့ခွဲရန်ကုန်မှတပ်ဖွဲ့ခွဲမှုယာယီဒုတိယရေးမှူးကြီးညွန်ဝင်းဦးစီပြီးတပ်ဖွဲ့ဝင်35ဦးနဲ့မိသားစုဝင်23ဦးတို့ကစက်တင်ဘာ28ရက်နေ့နဲ့9နာရီကရွှေပြည်သားမြို့နယ်အမှတ်6လွန်ကျုံရေးတပ်ဖွဲ့ခွဲရှိအမှတ်30မူလာရန်လွန်ကျောင်းဝင်းအတွင်းအပြင်တွင်ပြည်သူအချို့ပြုစုပေါင်းတန်ရှင်းဆောင်ရွက်ကြကြောင်းသိရပါသည် အလားတူ62နှစ်မြောက်မြန်မာနိုင်ငံရေးတပ်ဖွဲ့တွေကိုကျူးစွန်ကုန်ပြီတော့အပြင်ရွှေပြည်သားမျိုးနဲ့အမှတ်တတော်လုံချုံရေးတပ်ဖွဲ့ခွဲရန်ကုန်မှာတက်ခွဲမှုဦးစီးရေးတပ်ဖွဲ့ဝင်များသည်စက်တင်ဘာ29ရက်နေ့နဲ့ပိုင်းကအမှတ်တတမလို့စေယုံကုရင်တထောင်နဲ့စူပေါင်းသိမ့်လူတန်းကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အေးမှုကပြပူလာတာပါဆက်လက်တင်ဆက်ပေးပါကတော့မြောက်ကလာပါမြို့နယ်တွင်စေတက္ကသိုလ်နှင့်မှတတိယနှစ်ဆရာဝန်လောက်များကတိန်တက်အိမ်စင်ကျမ်းမာရေးဆောင်ရှားမှုပေးတဲ့တွင် ရန်ကုန်တိုင်းဒေသကြီးမြောက်ကလပါမြို့နယ်တွင် စေတက္ကသိုလ်နှင့်ကာကွယ်ရေးနှင့်လူမှုရေးစေပညာဌာနမှပေါမော့ခဌာနမှဒေါက်တာဒေါ်ပပစုနှင့်ဆရာဝန်ကြီးများမြောက်ကလပါမြို့နယ်ကျန်းမာရေးဦးစီးဌာနမှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာမြူမင်းထွန်းနှင့်အဖွဲ့ဝင်များစေတက္ကသိုလ်နှင့်မှတတိယနှင့်ဆရာဝန်လောင်း285ဦးခန့်တို့ကအဖွဲ့များခွဲ၍ ကာကြီးရက်ွက်တွင်တိန်တက်တိန်စင်ကျမကြီးဆောင်ဆောင်မှုပေးခြင်းကိုစက်တင်ဘာ26ရက်နေ့နေ့ပိုင်းကဆောင်ဝင်ကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့တက်လွင်ဆိုးကပြပူလာတာပါ။ထမန်တင်ဆက်ပေးမှာကတော့တကုံမျိုးသစ်ခရိုင်တကုံမျိုးသစ်တောင်ပိုင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားအသက်20နှစ်အောက်ရက်ွက်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲစုပေးပွဲကျင်းပတဲ့တွင် ရှောင်းကုန်တိုင်းဒေသကြီးတကုံမျိုးတစ်ခရိုင်တကုံမျိုးတစ်တောင်ပိုင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား2025ခုနှစ်အသက်22နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲကိုစက်တင်ဘာ1ရက်မှ28ရက်ထိအသေး25သင်းဖြင့်ရှင်ပြိုင်ကစားခဲ့ကြရာစက်တင်ဘာ28ရက်ညနေ3နာရီတွင်ဘိုလ်လူဝင်းနှင့်စုပေးဝဲအခမ်းအနားကိုမြို့နယ်အားကစားကွင်းမှာကျင်းပကြောင်းသိရပါသည် ရှေးဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းလွင်နှင့်တက်ရောက်လာသူများက၁၄ရက်ွက်အသင်းနှင့်၁၉ရက်ွက်အသင်းတို့ဘိုလ်လူပွဲရှင်မြိုင်နေမှုကိုကြည့်ရှုအားပေးကြပါသည်။အဲဒီနောက်ဆုချီးမြင့်ခြင်းအားဆက်လက်ကျင်းပါရ။ တဦးချင်းအကောင်းဆုံးဆုရရှိသောအားကစားသမားများနဲ့အသင်းလိုက်ဒုတိယတတိယရရှိကြသူများကိုတာဝန်ရှိသူများကဆုများချီးမြှင့်ပေးရကြပြီးပထမဆုရရှိသော104ရက်ကွယ်အသင်းအားတကွန်ဆိုင်ဗလာနှင့်ငွေသားစု30ချပ်အားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဆန်းလွင်ကချီးမြှင့်ခဲ့ကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့နေမျိုးအောင်ကပြပလာတာပါပရိသတ်များရှင်ရှယ်ကုန်ရဲ့ရန်ကုန်ထွေသတင်းဆောင်လင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များကိုကျေးဇူးတူတင်ရှိပါတယ်ရှင်